မေယာမရဲ့သားသမီးအာနာမသိခင်ကကုမ္ပဏီစက်ခွန်နှစ်ခုပိုင်တယ်အခုအာနာသိပြီးမှကုမ္ပဏီပေါင်း23ခုပိုင်တယ်အမှန်တရားလို့ပြောနေတဲ့အကောင့်အားတွေပါစကထွက်ဆန်းအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မြန်မာနိုင်ငံရဲ့အနေနဲ့ပြီးတော့ခါကြမှာကိုယ့်ဘက်ကိုခမင်းကိုရှာပြီးစားမှဆိုရင်အေးအေးဆေးဆေးရှာစားလေနံနှစ်ဖက်မင်းင်းနဲ့တန်းစီကိုခွမထိုင်နဲ့ကြားလား အောက်ဆီဂျင်မပြတ်ချင်တန်းစီကိုခွာမှာနိုင်တယ်။ရှင်းရှင်းလေးပဲပြောတာနော်။အဲ့တော့ရှင်တို့အမှန်တရားကိုပြောနေတာပါဆိုတော့အမျိုးသမီးအမှန်တရားကိုပြောနေတာပါဆိုတော့အမျိုးသားရှင်တို့မအားလားပြည်နယ်နဲ့တိုင်းအလိုက်ဟုတ်လားစာသင်ကျောင်းတွေကိုလဲပြီးတော့ဘုံခွဲနေတာရှင်တို့မျက်စိမြင်တာရှင်တို့နားကြားရှင်တို့ကြားရဲ့ရှင်တို့ကြားလို့ နေပြည်တော်ကတောင်ပေါက်လာမှာရှင်တို့တက်ပြီးတော့អော်ရဲသေးတယ်ဟလာဟိုဟိုတယ်မှာခန်းစားတဲ့လူတော်ရှင်တို့អော်ရဲသေးတယ်ဘာဖြစ်လို့ရခိုင်ပြည်ကចောင်းမှာဘုံချဲသွားတာရှင်တို့ဘာလို့တက်မអော်ရဲတာအဲ့ဒါအမှန်တရားဟလာကရင်ပြည်နယ်မှာကလေးတွေရဲ့စာတင်ကြောင်းဘုံချဲသွားတဲ့ပြည်နယ်နဲ့တိုင်းလိုက်လဲပြီးတော့ကျဲနေတာကိုရှင်တို့အမှန်တရားတက်ပြောလေဘာအမှန်တရားလဲဟမ်ပါဇက်ကအမှန်တရားအမှန်တရားလို့ပြောပြီးပြည်သူတွေကမှညှို့ပြီးတော့ လိုက်ရဲ့ follower ကိုတဒေါင်းစားလို့ညှို့ယူနေတဲ့အထီးတွေအမှန်နေတို့အမှန်တရားဆိုပြောစမ်းဟမ်အမှန်တရားဆိုပြောစမ်းနေတို့လင်ဒီတော့ရုပ်ပါမြားလေနေတို့သုံးမျိုးဆက်တော်ထားတာလေနေတို့နေရဲ့လင်အမှန်တရားအမှန်တရားလို့ပြတ်ပြောတဲ့အောင်မရဲ့လင်ငယ်နေအမေရဲ့လင်ငယ်နေသမီးရဲ့လင်ငယ်တို့မဟုတ်နေတို့ညီမအမတွေရဲ့လင်ငယ်မအားလားနေတို့တက်ပြောလေဘာအမှန်တရားလဲ ဘာမှတရားလဲပြောစမ်းဟမ်အေးနောက်တစ်ခါရှင်းရှင်းလေးပဲပြောလိုက်ဘူးသိလားဟိုလိုလိုဒီလိုလိုစကားပြောတဲ့အောက်ဆီဂျင်မပြတ်ချင်နေလို့လေနဲ့နေလို့ညတိုင်းမိတ်လိုက်ချင်အေးအေးဆေးဆေးနေနေလို့မရားနေနဲ့နေလို့ညတိုင်းမိတ်လိုက်ချင်အေးအေးဆေးဆေးနေဟိုဘက်လိုလိုဒီဘက်လိုလိုစကားကိုဝဲ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 နဲ့တော်ဝိုက်တယ်လို့ပြောနေကဘာတက်တက်ခင်းအဆက်ဆက်ကခိုးလာတာဒီအာနာရှင် ဟိုကျောင်းအောင်ဆန်းလွတ်လပ်ရေးယူပေးသွားပါပြီဆိုကြတဲ့ကတိုင်းနဲ့ပြည်နယ်လိုက်ကဘယ်မှာလဲပြည်ပစစ်ဟမ်ဘယ်မှာလဲပြည်ပစစ်ငါတို့တိုင်းရင်းသားနဲ့မြေဒီမှာပဲသူတို့ပဲလာပြီးတော့ပြစ်တယ်တတ်တယ်သိတယ်ဟလာဒီအတော်အရင်ကျွဲကိုဆွဲပြီးတော့မှဟိုမောင်လေးအိမ်ကိုသွားပြီးတော့ကျွဲရောက်တယ်မဝယ်ရင်ပြစ်တတ်တယ်ဟလာဟိုဘာလဲပေါ်တာဆွဲတယ် ငါတို့ပြည်နယ်နဲ့တိုင်းအလိုက်ကလာပြီးတော့ခါကြတော့မှငါတို့ပြည်သူတွေကိုလာပြီးတော့တိုင်းရင်းသားတွေကိုလာပြီးတော့ရန်ချတယ်ရန်မှုတယ်ပြည်တယ်သိတယ်ဟလာလူတယ်ခိုးတယ်အဲ့လိုတကောင်းစားတွေကပြည်မလဲကိုဝင်သွားရင် ရှေ့လမ်းပြန်ဆိုပြီးတော့ကြိုးဆိုနေတဲ့နွားတွေနမတွေသိတာပဲနေမှာခုလဲရှင်းရှင်းပဲတနာလေးသိတဲ့လူကိုတနာတယ်မတနာသိတဲ့လူကိုမတနာဘူးခက်ရှင်းရှင်းလေးပဲငါစကားကရှင်းရှင်းပြတ်ပြတ်လေးပဲเนาะဟလာ ဘူမမတိဗာမမတိအစစ်ခွေးကိုလင်လုပ်နေတဲ့အကောင်မတည်။ဘာလဲအမှန်တရားအမှန်တရားဆိုရင်ပြောလေပြည်နယ်နဲ့တိုင်းလိုက်မှာလဲပြီးတော့အကျန်းဖက်နေပြီ။ပြည်ရင်းစစ်လေရင်နဲ့ပြစ်ခွင့်ရှိတာ။အမှန်တရားလို့ပြောနေတဲ့အကောင်မတည်ထောက်ပြောတဲ့မင်းတို့နိုင်ငံရေးဘယ်တော့နားလဲပြောစမ်း။မင်းတို့ဘယ်တော့စောင့်စစ်ရှိလဲပြောစမ်း။ဟင်။မပြောအချင်းလို့ကြည့်နေမပြောတတ်လို့မဟုတ်ဘူး။သိလား။စောက်ကြီးစောက်ကျယ်နေတယ်။ ထွက်လိုက်တဲ့တယံဇာတာမေယောင်လာရဲ့သားသမီးအာနာမသိခင်ကကုမ္ပဏီစက်ခွန်နှစ်ခုပိုင်တယ်အခုအာနာသိပြီကကုမ္ပဏီပေါင်း23ခုပိုင်တယ်အမှန်တရားလို့ပြောနေတဲ့အကောင်ကဒီပါဇက်ကထွက်ဆန်းအမှန်တရားလို့ပြောနေတဲ့အကောင်ဒီပါဇက်ကထွက်ဆန်းပြောဆန်းဟမ်အဲ့ဒါအကြောင်းလို့ပြောတာမြန်မာနိုင်ငံရဲ့တိလားကပ္ပ မြန်မာနိုင်ငံသားဆိုဘယ်နိုင်ငံသားမှစောက်ထင်မကြီးတာနေတို့လိုဟာမျိုးတွေအများကြီးရှိလို့မြန်မာနိုင်ငံရဲ့တည်ငူနားထောင်လိုက်ဟိုလူကမရင်ငယ်နေတာဒီလူကလင်ငယ်နေတာကိုလူလင်ခိုးတာကိုလူမရခိုးတာကိုလူတက်တာကိုလူမဒိန်ကျင်တာကိုလူတက်နိုင်တာဒီလူတက်နိုင်တာငါဘာလိမ့်နိုင်တာငါဘာဝတ်နိုင်တာဘာစားနိုင်တာဟာလားနေတို့ဒီလိုပဲတူတယ်ပြိုင်တယ်ဟာလားတူပြီးတော့လှူတယ် လှူပြီးရင်ပြိုင်တယ်ပြိုင်ပြီးတော့လှူတယ်လှူပြီးရင်ပြိုင်တယ်ဟုတ်လားအဲ့ဒါကြောင့်မြန်မာနိုင်ငံကတ်ဆိုင်တာရှင်းလားအခုမြန်မာနိုင်ငံကြီးကတ်ဆိုင်နေလားရှင်းလားဘုရားဘာသာဘုရားဘာသာလူတွေကလည်းဖြတ်စည်းတယ်ဟမ်တပြောလေအဲ့ဒီအမှန်တရားတွေကိုပြောရဲတဲ့ဘယ်ကောင်မှပြောရဲတဲ့ပြောစမ်းဒီစစ်အာဏာရှင်ခေတ်အဆက်ဆက်ကပဲသူတို့ပဲကြီးပွားခဲ့တာလေငါတို့ပြည်သူတွေထဲမှာအမျိုးသမီးတရားခေါ်ထုတ်လိုက် အဲ့ဒီအမျိုးသမီးတရာတော့ဟန်ထွက်ပါစေစာတက်တဲ့လူရှိတာကလေးတွေခေါ်ထုတ်လိုက်စမ်းစောက်ကြီးစောက်ကျဲစကားတွေလိုင်းပေါ်မှာတက်ပြီးအမှန်တရားအမှန်တရားဆိုရဲစောက်ကြီးစောက်ကျဲစကားတွေတက်မပြောနဲ့ခွေးကစားကနတ်စကားမထွက်နဲ့ထမင်းစာကြီးတိုင်းလူလိုမသိဘူးအုံနောက်ရှိတိုင်းလူလိုမသိဘူးမြန်မာနိုင်ငံထဲမှာစံကုန်မြေလေးတွေအများကြီးရှိတယ်ကြားလားစံကုန်မြေလေးတွေအများကြီးရှိတယ် တနေ့တစ်နေ့ကြီးလာတာတေဖို့ပဲကြီးလာတာလူလိုမသိတဲ့အထီးတွေအမတွေအများကြီးရှိတယ်။အဲ့ဒါတွေနေလို့အမှန်တရားတက်ပြောနေ။ဟမ်။ဘာဖြစ်လဲ?ငါထိုင်းနိုင်ငံအဲသူတို့ရဲ့နိုင်ငံကဘလို့ဖြစ်လဲ?ညာလို့ဖြစ်တယ်လို့ပြောရင်ငါလိုက်ထဲမှာလာပြီးတော့ဆဲတဲ့လူရှိသေးတယ်။ငါအမှန်တရားပြောတာလေ။မြန်မာနိုင်ငံဆယ်တန်းကိုသုံးနှစ်ဖြေထားတဲ့ကောင်မဟုတ်လား။အခုဒီဖက်နိုင်ငံမှာ၄တန်းကလေးအင်္ဂလိပ်စာရေးတာဆယ်တန်းကိုသုံးနှစ်ဖြေရတဲ့ လူတယောက်တော့ကမျက်လုံးတော့ပြူးသွားတယ်ဆိုတာစဉ်းစားကြည့်လိုက်လေသူများနိုင်ငံရဲ့ပညာရေးသူများနိုင်ငံရဲ့လူမှုရေးဟဟလားသူများနိုင်ငံရဲ့ပြည်သူပြည်သားနေစဉ်စားပွင့်နေရေးဆိုတာသူတို့နိုင်ငံသားကိုသူတို့ဘယ်လိုပတ်မှုလဲဆိုတာငါအမှန်တရားကိုပြောတာလေဟမ်အဲ့တော့မြန်မာနိုင်ငံထဲမှာအမှန်တရားအမှန်တရားကျမတို့ကအမှန်တရားကျွန်တော်တို့ကအမှန်တရားဆိုတဲ့လူတွေပြောလေမအားလားရခိုင်ပြည်မှာကရင်ပြည်မှာအညာမှာမိတွေရှုတဲ့အကြောင်းသား ဘုံနေနဲ့လိုက်ပြီးတော့ချဲနေတယ်ဒီလောက်တက်နေတယ်ဖြစ်နေတယ်ဒီလိုကစားကထွက်လေဟာဥမေရောက်လိုက်ရှင်ပါပြီးတော့ဒီလောက်တက်နေရလဲရှင်အခုချဲနေစားပြီးရှင်ရက်တင်ပြီရှင်တော်ဆန်းစုကြည့်ကိုလှုပ်ပေးလိုက်ဟာတော်ဆန်းစုကြည့်ကိုလှုပ်ပြီးတော့ညှိနှိုင်းလိုက်ပါပြည်သူတွေမနစ်နာအောင်ကျမတို့ပြည်သူပြည်သူချင်းချင်းအိတ်ချင်းချင်းအိုးမဲတုပ်ပြီးတော့ရှင်တို့ခွနေတာကျမတို့ပြည်သူတွေအသက်အိုးကြီးစီးစိမ်နေဘာလို့မနစ်နာနေပြီလဲမြန်မာနိုင်ငံကိုကြောက်ခဲကိုရောက် အီသီယိုပီးယားဒုတိယမြန်မာတတိယဆွဲနေပြီးတော့ရှင်တို့မလကဖတ်ရဲလားရှင်တို့မလကဖတ်ရဲလားဘာအမှန်တရားလဲမပြောတတ်လို့ပေါ့နော်အကုန်ပြောတတ်တယ်ကြားလားပြောလိုက်တော့အမှန်တရားကိုကိုကိုစောက်ထင်းနေကြီးနှင်းရည်ပြေမှာမအိတ်နဲ့ကြားလားနှာစီးပြီးမသားပေါ့မတ်နေဦးမြင်တယ်မပြောချင်လို့မပြောပဲနေတာဟိုမပြောချင်လို့မပြောပဲနေတာဒါတွေပဲအကြောင်းထက်တယ်အဲ့တော့ဟိုဘက် လိုက်ခဲကစကားကိုယူလာပြီးရင်ဒီဘက်ဝေါ်ထဲမှာလာရေးတယ်။ရှင်တို့ရဲ့အစွမ်းအစနဲ့ရှင်တို့အယူအီယူနဲ့လာရေးလဲလား။ရေးရဲလား။စောက်ွက်ကြီးထည့်ပြီးတော့လာရေးရဲလားလို့ပဲကျွန်မမေးချင်တာ။ဟုတ်လား။ပါလေခုနကတာသမီးတွေနာကအလှခံစားပြီးတော့လေနေလို့ရှင်းပြရဲလားတဲ့။ဟိုအမပြောတယ်ဒီအမပြောတယ်လာပြန်ပြီ။ဘယ်ဟိုအမပြောတာလဲငါမသိဘူး။ဟိုအထီးပြောတာလဲငါမသိဘူး။ကျွန်မကျွန်မပိုက်ဆိုင်နဲ့ကျွန်မထောက်ဖို့လုပ်ပေးရဆိုကျွန်မပိုက်ဆိုင်နဲ့ကျွန်မထုတ်တမ်းပေးတာ။ ဘသူပတ်ဆက်အောင်မှကျမယူပြီးစုတန်းပေးတာကိုကျမစီကိုအလှူရှင်ငါဦးလွှဲလာပေးရင်ဘသူကဘလောက်မောင်းဖြူဘလောက်မောင်းဒီဘလောက်ဆိုတော့ကျမအမီနာမတက်ရက်လာခုနှစ်နဲ့ဒိတ်နဲ့ထိုင်းပန်းငွေနဲ့ဘယ်လောက်ရတယ်မြန်မာနိုင်ငံနဲ့လွှဲလိုက်တာမြန်မာငွေနဲ့ဘယ်လောက်ရတယ်ဆိုတော့ကျမလာပြီးတော့တစ်ခါတည်းကျမရှင်းလင်းထုတ်ပြီးတာဟုတ်လားကျမလက်ထဲမှာဘယ်ပြေလူလူထုတ်ရဲ့ငွေမှလည်းမရှိဘူးကျမနေ့တိုင်းစားနေတဲ့ထမင်းကျမရှူဆိုင်နေတဲ့အောက်ဆီဂျင်ထဲမှာဘယ်ပြေလူလူထုတ်ရဲ့ချွေးနှဲစား ိုင်းပတ်ငွေနဲ့နှုံပတ်နှုံစတန်မှလည်းမပါသလိုမြန်မာကျပ်ငွေနဲ့၁၀ကျပ်မှလည်းမပါဘူးရှင်းရှင်းလေးပြောလားကျွန်မလုပ်တဲ့လက်ကခက်ရှင်းရှင်းလေးပဲကျွန်မရဲ့ချွေးနေစာနဲ့ကျွန်မထောက်ပတ်တာဟုတ်လားကျွန်မချွေးနေစာနဲ့ကျွန်မထောက်ပတ်တာအခုဒီလဆိုလို့ရှိရင်ကျွန်မစုစုပေါင်းထောက်ပတ်လိုက်တာ6000နဲ့600ဘတ်ခိုင်းပတ်ငွေ6000နဲ့600ဘတ်မြန်မာငွေနဲ့ဘယ်လောက်ရှိလဲတွက်ကြည့်လိုက်နော် မြန်မာငွေနဲ့ဘာလို့ရှိလဲတွက်ကြည့်လိုက်ဒါကျမလာစင်လာတိုင်းထောက်ပါလားကျမချမ်းသာတာမဟုတ်ကျမတစ်သေးလို့လည်းမပြောချမ်းသာတယ်လို့လည်းကျမပြောကျမဒီတစ်နေ့လုံးတစ်နေ့စားပဲဒါပေမဲ့ကျမတို့မြန်မာနိုင်ငံထဲမှာဖြစ်နေတာနိုင်ငံရဲ့အရေးကျမမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကျမလည်းကျမရဲ့တာဝန်ရှိတယ်ဟုတ်လားဒါဒီကျမထောက်ပံ့ပေးတာကျမအကောင်းစားဖို့ဟုတ်လားကျမနေရရဖို့ကျမစားရဖို့ကျမတောက်ရဖို့ကျမကိုလူအထင်ကြီးဖို့ဆိုတဲ့ရည်မှန်းချက်မျှော်မှန်းချက်တစ်ခုမှမပါဘူး ပေသူဒုက္ခရောက်လို့ကျွန်မကူညီပေးတာပဲရှိတယ်။ပေသူလူထုနဖူးကချွေးခြေမကိုကြအောင်ရှာထားတဲ့ငွေကြေးဟဟလားမြန်မာနိုင်ငံထဲမှာသွေးမြေကြနေလို့ထောက်ပံ့ပေးလိုက်တဲ့ငွေကြေးကိုစားရတဲ့သူစားလိမ့်ကျွန်မမစားရဘူးကျွန်မမစားဘူးရှင်းရှင်းလေးပဲရှင်တို့မှမကြေနပ်ဘူးဆိုလို့ချင်းအကောင့်အတွက်နဲ့လာမှလည်းအကောင့်စစ်နေတာကျွန်မပြောပြီးသားဒီဒေါ်လာရင်းပြီးရင်ကျွန်မအိမ်ရှိမှာခေါ်ပြီးကျွန်မသတင်းစာရှင်းနေမွဲလို့ပါနော်အေးမကြေနပ်ဘူးဟဟလားကျွန်မ ဟိုမီးသက်ကားနဲ့ရေတစည်းဝယ်ပြီးတော့ကျွန်မအဲ့မီးသက်ကားနဲ့ရေတစည်းရေဆက်ချဘက်ကိုကားနဲ့မြေတစည်းဝယ်ပြီးမြေကင်ပြရှင်းတယ်နော်ကျွန်မဒီတိုင်းရင်းသားလူမျိုးနှမျိုးပေါင်းဆက်ထားတယ်ကျွန်မကပရလူမျိုးဖြစ်ကပရအဖေဘက်က90ဆက်တယ်အမေဘက်က90ဆက်တယ်ကျွန်မအဖေရဲ့မျိုးရိုးရဲ့ဘုံတိတ်ခါရင်ကျေးမှုကျွန်မအမေရဲ့မျိုးရိုးရဲ့ဘုံတိတ်ခါရင်ကျေးမှုဘယ်တော့မှမဖြစ်စင်ဘူးသိလား ဘယ်တော့မှမဖြက်စီးဘူးကျမကကျမတနေ့နေ့တစ်ချိန်ချင်းရတယ်။ तू ကဘယ်တော့မှဘယ်တော့မှဘလို့လုပ်လို့ဘယ်လိုကြီးပွားသွားတာပါတိုးတက်သွားပါလို့ပြောရအောင်။ကျမ2018ကဒီ TikTok ပုံတက်လာတယ်။ကျမကဘလို့အခြေအနေဆိုတာလူတိုင်းသိတယ်။နော်။ဘလို့အခြေအနေဆိုတာကျမကျမကလူတိုင်းသိတယ်။သိတဲ့လူအများကြီး။မြန်မာနိုင်ငံထဲမှာလည်းကျမတော့သူအုံကြားဟလာကိုအိန္ဒိယ90အိန္ဒိယ80ကြားထဲမှာကျမနေတဲ့ပုံမျိုးကြီးမြို့ကြီးပြချင်းမှာကျမနေတဲ့ကျမကလူတိုင်းသိတယ်။ အခုလည်းသိတယ်နော်အရင်တော့ကလည်းသိတယ်ဒါပေမဲ့ကျမလုပ်တဲ့အလုပ်ကြီးတရားမှာ90နဲ့5မှန်တယ်ဘယ်သူကမှဘာမှမပြောတာဟုတ်ပြီလားကျမဘယ်တော့မှလည်းဘယ်သူမှလည်းဒုက္ခမပေးခဲ့ဘူးဘယ်သူလင်မှလည်းခိုးခဲ့ဘူးဘယ်သူမရားနဲ့မှလည်းမလုပ်ခဲ့ဘူးဘယ်သူရီစားမှလည်းကျမမလုပ်ခဲ့ဘူးကျမဘဝမှာကျမပြောနေပြီနာမည်အဖြစ်ဆိုလို့ကျမနန်းတစ်လုံးတောင်ရှိဘူးခက်ရှင်းရှင်းလေးပဲကျမယောက်ျားယူတာလေဟုတ်လားကျမယောက်ျားယူတာအများမရင်နဲ့မဟုတ်ဘူး ကျောင်းမှာယောက်ျားရှိတယ်နော်အဲ့တော့တစ်ခါလိုက်နေတို့ခိုးစားလို့ brand တွေ깟နိုင်တယ် brand တွေ깟နိုင်တယ်ဟုတ်လား brand ပဲ깟깟 brand ပဲ깟깟လေဒီလိုဒါပြောကြစကမ်းဆိုလို့ရှင်ရှင်တို့အမှန်တရားကိုပြောနေတာငါတို့ကအမှန်တရားကိုချပြနေတာဆိုတော့မြန်မာနိုင်ငံထဲကအမျိုးသားတွေအမျိုးသမီးတွေဟုတ်လားရှင်တို့ပြောနေတဲ့စကားတွေတနေ့ကျရင်ရှင်တို့လည်းပြောလေကြိုးဝင်းနေစွန့်နေဦးမယ်နော်အဲ့လိုမျိုးပြောခြင်းဆိုရင် မအားလာတဲ့စစ်အာဏာရှင်တွေမှာဘာဆောက်လုပ်ဆောက်တိုင်ရှိလို့လဲဖြစ်အဆက်ဆက်ကပြည်သူတွေဟဟလားမြန်မာနိုင်ငံထဲမှာကြောက်တံပရများခတ်တာပြည်သူနဲ့မဆိုင်ဘူးဂက်ခတ်တာပြည်သူနဲ့မဆိုင်ဘူးကျွန်းထွက်တာပြည်သူနဲ့မဆိုင်ဘူးကြောက်ပြီးတွေခတ်တာပြည်သူနဲ့မဆိုင်ဘူးတန်ခတ်တာပြည်သူနဲ့မဆိုင်မြန်မာနိုင်ငံထဲမှာပြည်ရဲ့ခုနှစ်ခုတိုင်းခုနှစ်ခုမှာထွက်လာခဲ့တဲ့တယံဇာတာကဘယ်ပြည်သူနဲ့မှမဆိုင်ဘူးလေဟမ်ဒီစစ်အာဏာရှင်တွေပဲရောင်းစားပြီးတော့မှာ တိုးတက်နေတာလေအဲ့တော့သူတို့ပြောတာ ਨੇ အတူတူပဲသူတို့မှာ brand တွေ깟တာလေပတ်စံအိတ် brand တွေဖက်နက် brand တွေဟာလာအဲ့တော့ပြောနေတာငါတို့လားမပြောနဲ့အဲ့ဒါမြန်မာနိုင်ငံတွေကအမှန်တရားကိုပြောနေရဆိုပြအဲ့ဒါစစ်အာဏာရှင်ကိုပြောနေတာသိလားစစ်အာဏာရှင်ကိုပြောနေတာကျူကျူကခိုင်နေတဲ့ပတ်စံအိတ်ကျူကျူကစီးနေတဲ့ဖက်နက်မင်းတို့ကကြည်နိုင်ကျူကျူကပတ်နေတဲ့နာယီ ကိုကလေတိလာနေတို့ပညာရှိနှိမ့်ဆက်နဲ့နှိမ့်ဆက်နေလားမြန်မာနိုင်ငံထဲမှာနေရလေအဲ့တော့ငါတို့ကလာပြီးမပြောနဲ့ငါတို့လည်းအုံနောက်ရှိတယ်တိလာငါတို့လည်းတေစာရှင်စာလေးတော့ရေးတတ်ဖတ်တတ်အောင်ငါတို့လည်းကြောင်းနေခဲ့ဘူးတဲ့ဘယ်စကားဘလို့ဘယ်လေယူလေသိန်းကဘလို့ဆိုတာငါတို့သိတယ်ငါတို့နားလေတိလာအဲ့တော့ငါတို့လာပြီးလက်ညှိုးမထိုးနဲ့မြန်မာနိုင်ငံထဲကပြောနေတယ်နေတို့ကိုတဲ့ဖူးနေတာနေတို့ကိုတဲ့ဖူးနေတာနေတို့ခေအဆက်ဆက်ကနေတို့ခိုးစားလာလေဝေးဝေးကိုမကြည့်နဲ့လေ ဒီငလင်လောက်တဲ့အချိန်ကတိုင်းနဲ့ပြင်းတယ်ဟလာနိုင်နိုင်ရတာကလူလိုက်တဲ့ပတ်စံနဲ့မအားနာလေးရွယ်ပြီးတော့စီးတာလေအဲ့ဒါမအားနာလို့အကောင်မျိုးကိုတခိုးပါလို့မြန်မာနိုင်ငံကြီးကဒဲပြောနေတာကိုဒီလိုစဉ်းစားငါတို့လာပြီးငါတို့ပဲပြောင်းဦးလာမလဲနဲ့ကြာလာငါ့ကိုလည်းလာမမှန်နဲ့ငါပတ်စံနဲ့ငါလူလာငါပတ်စံနဲ့ငါလူလာဘယ်ဘိုးလောက်လဲထောက်ရငါဒီလားလူလာပြီးပြီအာငါ့ကိုလာမှန်းတဲ့အကောင်မျိုးစစ်တပ်ကြောင်မျိုးဘယ်နှပြားလူပြီးပြီလဲ60နဲ့60ပါတော့နေလို့လူနိုင်ရလား ဟမ်ဘယ်နဲ့900နဲ့600ဆိုတော့ဒီလိုစဉ်းစားကြည့်လေ900နဲ့600ဆိုလို့ရှိရင်မြန်မာငွေ10သိန်းစဉ်းစားလိုက်စမ်း900နဲ့600မြန်မာငွေ10သိန်းနောက်ထပ်3000ဘယ်လောက်ရှိလဲအော်လာပြီးတော့ခါကြမှာပါလေနေလို့ခုနှစ်ရဲ့တာသမီရဲ့ပတ်စံတွေကိုယူစားထားပြီးတော့ဗါလေဟိုဟာလုပ်ရဲလားရေဗတ်ဟိုချပြရရင်ဘယ်ဟာကိုချပြရမှာဘယ်ဟာကိုချပြရမှာဓာကြီးကိုချပြရမှာဓာကြီးရဲ့နင်းမျက်နှာလောက်ကြီးရှိတယ်ချပြလို့မရဘူးသိပြီလား အဲ့ဒီလိုမြန်မာနိုင်ငံကအမှန်တရားအမှန်တရားကိုပြောနေတဲ့လူတွေပြောတဲ့စကားငါတို့ကလာမချေပါနဲ့အဲ့ဒါနေလို့စစ်အုပ်စုကိုပြောနေတာမအားနာကိုပြောနေတာအဲ့မှာဗရန်နေကိုင်နေရလေဘာလို့ရှင်းနေလို့ဟမ်ဟိုမှာဖားကန်အကြောင်းတွေထွက်တယ်တယောက်ကလာပြီးဆက်နေဘူးလေတယောက်ကစင်းအိုးလောက်ပြည်တန်ကြောက်ရမှမအားနာကိုဟိုဘာလဲအဟွာလောက်ပေးတာစင်းမောစိတ်တစ်စိတ်စားလောက်ပေးတဲ့ဟာနဲ့ကျေနပ်နေရတာလေအဲ့ဒါလည်းနေလို့ပြန်ပြီးတော့တိအောင် ကြားလားသူများနိုင်ငံစက္ကရိယာနဲ့သူ့လူနဲ့သူ့ဟာနဲ့လာတူပြောမှာအဝယ်စီးတော်ရောက်နေပြီလေတူးသွားတာမြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံသားတွေတိုင်းရင်းသားပြည်နယ်ခုနှစ်ခုတိုင်းခုနှစ်ခုကတိုင်းရင်းသားတွေဘာများခံစားခွင့်ရှိလို့လဲ ဘာသာပြောနေလဲတတိရှင်ငါ့ကိုမြန်မာနိုင်ငံထဲကိုပြန်လာခဲ့တယ်။နေမယဖင်ပေးပြီးရထားတဲ့နိုင်ငံမဟုတ်ဘူးလေ။နေအမေဖင်ပေးပြီးရထားတဲ့မြန်မာနိုင်ငံမဟုတ်ဘူး။နေသမီးဖင်ပေးပြီးရထားတဲ့မြန်မာနိုင်ငံမဟုတ်ဘူး။လွတ်လပ်ရေးပြည်သူ့ကဖခင်ကြီးက135မျိုးသောတိုင်းရင်းသားဘာသာကြီး၄မျိုးနဲ့လွတ်လပ်ရေးအောင်အသက်သွေးတွေချွေးတွေပေးပြီးတော့တိုက်တာခဲ့တယ်။မြန်မာနိုင်ငံလေငါလာချင်းလာမယ်ငါမလာချင်းမလာဘူးလေ။အောင်မကြီးကြီးကျယ်ကျယ်နဲ့ဟမ်ငါ့ကိုမြန်မာနိုင်ငံထဲကိုပြန်လာခဲ့တယ်။ ငါ့ကိုလာမန်းတော့စောက်ဖက်ကမပါဘူး။စောက်ဖက်နဲ့တဲထိုက်ပြီးတော့ငါ့ကိုလာမန်းစမ်းနေတို့ရဲ့လိမ့်စာအတိကျပေးလိုက်အဲ့ဒီရှိကငါမရောက်နိုင်နေတို့စီးတဲ့ဖက်နဲ့ဂဲကုန်ပြီးပါရိုက်လိုက်စမ်းဘာကောင်မှထင်နေလို့လေ။ဟမ်နေတို့ကမှခိအဆက်ဆက်ကခိုးလာတယ်နေတို့ကစစ်ကွေးတခိုးလေးနေတို့ကမှခိအဆက်ဆက်ကခိုးလာတယ်စစ်ကွေးတခိုးလေးနေတို့ကပြောနေတာမြန်မာနိုင်ငံရဲ့လူတွေကသိလားသူတို့လည်းခမင်းစားကြည့်လားသူတို့မှလည်းအုံနောက်ရှိတယ်သူတို့မှလည်းနှလုံးသားရှိတယ်သူတို့မှလည်းခံစားချက်ရှိတယ်သိလား မပြောနိုင်လို့နေတာနေဖို့လက်နဲ့နဲ့အနိုင်ကျင့်လို့သူတို့ကနေတာသူတို့စိတ်ထပ်ပေါက်အရာသူတို့နေလို့ကိုပြောနေတာငါတို့ကိုလာပြီးပြောနေတာမဟုတ်ဘူးနေလို့ခွန်ရရဲ့သားသမီးရဲ့ပတ်စံနေလို့အလူခံတယ်အမှုကျန်းစီတယ်ခိုးတယ်လုတယ်တိုက်တယ်မြန်မာနိုင်ငံထဲမှာနေလို့တော့ဆိုးသွားတာနေလို့ပဲရှိတယ်လေဖက်စစ်စစ်ကွေးတယ်ဘာမှလာပြီးတော့မန့်ဘရောင်းလာမြန်